်မင်္ဂလာပါရှင်ဒီနေ့တော့လေနွေရာသီနေ့လေချင်းတွေအတွက်တကယ်လမ်းဆန်းစင်မဲ့အတွေ့ဆက်လေးတစ်ခုအကြောင်းပြောကြရအောင်ဟုတ်ကဲ့အဲ့ဒါကဖယဲသီစပရစ်ဆိုတဲ့ဖြော်ရည်နဲ့သူ့နဲ့လိုက်ဖက်တဲ့ဟာလူမီတင်ခဲအစာပြေလေးပါအင်းဖယဲသီစပရစ်ကြ ాయి ုံတဲ့တင်လန်ဆတ်နေသလိုပဲဟုတ်တယ်လေကျမတို့လေးလာထားတဲ့လမ်းညွန်ချက်ထဲမှာဆိုဖန်ကွက်ထဲကနေအောင်ကြီးလို့တော့တင်စားထားတာဟုတ်ကဲ့စပရစ်ဆိုတာကသူ့ရဲ့အခြေခံသဘောကရိုးရှင်းပါတယ် အများအားဖြင့်တော့ခါတဲ့အရက်ဟိုလေဘီထိုလီကိုပေါ့อืมပြီးတော့မြို့ဖြတ်တဲ့ဝိုင်နေနဲ့ဆိုရာရေအဲ့ဒါတွေကိုအချိုးကျရောထားတာဒီအခြေခံမှာမူတည်ပြီးမြို့မြို့လို့လို့ရတယ်လေဟုတ်လူတိများလာတော့လင်မော်ယောင် April Spritz ပေါ့နော်ဟုတ်ပါတယ် April Spritz ကလူကြိုက်များတယ်ဒါပေမဲ့ဒီဖယက်တီစပရစ်အထွတ်လမ်းညွန့်ချက်ထဲမှာတော့ကမ်ပါရီသုံးဖို့အကြံပြုထားတာတွေ့တယ်။နင်းနေပိုခါတယ်နော်ကမ်ပါရီကညင်ကြဝူးတယ်အစာစားခင်ထောက်တာမျိုးလား။မှန်ပါတယ်။အစာစားခင်စိတ်ကိုနိုးဆိုးဖို့ပေါ့ ကမ်ပါရီလိုခါသက်တရတာကအရှာကိုနိုးချစေပြီးအစာချေဖို့အသင့်သစ်စေတယ်လို့ယူဆကြတယ်။အာဒါကြောင့်ကိုချိုလွန်းရင်အစာမစားခင်ပိုက်ပြည့်လို့ဖြစ်သွားမှာပေါ့နော်။အဲလိုသဘောမျိုးပေါ့။ဒါမဲ့အခါအချိုးအချင်းအမြုတ်ထမှုအလောင်းဟန်ချက်ညီသွားရင်တော့တော်တော်လေးလန်းဆန်ပြီးတောက်လို့ကောင်းတာ။ချိုတာချင်းရင်တော့အပရိုသွန်လို့ရတယ်လို့လည်းဆိုထားပါတယ်လေ။ရှင်းသွားပါပြီ။ဒါဆိုပါဝါမစ်စီအတိအကျလေးကြည့်ရအောင်။ဝိုင်ခွက်ကြည့်တဲ့ရီခဲအပြည့်ထည့်မယ်။ဟုတ်ကဲ့။ ပြီးတော့ Campari 30 ml ဒါမှမဟုတ်ချိုးချင်ရင် Abroad ပေါ့အင်းပြီးတော့အရေးကြီးတာလာပြီးလက်ဆက်တဲ့ဖြဲဒီဖြော်ရည်60 ml ဟုတ်တယ်အဲ့ဒါကအဓိကပဲအတင်ဝဲတာတဲ့ကိုယ်တိုင်လို့ဖို့တိုက်တွန်းထားတယ်ဖြဲဒီကိုအစီထုပ်စကားနဲ့ဖို့ချက်လေးယုံမယ်ဆိုတော့တော်တော်လွယ်တယ်နော်ဟုတ်ပါတယ်လုတ်ချင်ရင်အရန်လွယ်တယ်လက်ဆက်တဲ့အရာသားကတိတိတသားပိုကောင်းစေတယ်ဟုတ်ကဲ့ဆက်ပြောရရင် Prosecco 60 ml Italy sparkling wine ပါ မြို့ထောင်အောင်လေ။အင်းအင်း။ပြီးတော့ဆိုရရေးတူးစီအမေ။ဒါကပေါ်ပါလန်းဆန်တော့အောင်။ဟုတ်ကဲ့။နောက်ပြီးတော့လေနည်းနည်းထူးခြားစီရင် absent ဒါမှမဟုတ် pastis လို့စမွန်စပါနတ်တဲ့နေရတဆတ်နဆလောက်ထည့်လို့ရတယ်လို့ဆိုထားတယ်။အော်ဟုတ်လား။အဲ့ဒါကလို့အရသာထတ်တိုးစီတာလေ။သူကလေရှုပ်ရှုပ်ထွေးထွေးဆေးမြင့်နဲ့တင်းတင်းလေးပေးတယ်။ဖြဲသေးနဲ့ကမ်ပါရီကြားထဲမှာထူးခြားတဲ့အလွာလေးတစ်ခုထတ်တိုးလိုက်သလိုပေါ့။စိတ်ဝင်စားစရာပဲ။အလုံးထည့်ပြီးရင်ညင်ညင်သာသာလေးမှွေး ပြီးတော့အလဆင်ရမယ်ဟုတ်တယ်တမူရသည်စိတ်လေးတလွန်သည်အမဲတလုံးပြီးတော့ဖီယဲသည်အတုံးသေးလေးနဲ့ကြီးလိုက်တော့နေတင်လှနေရောတကယ်ဖန်ခွက်ထက်ကနေအောင်ကြည့်တော့ဗျာအရာတာပေါင်းဆက်မှုကလည်းတော်တော်ကောင်းပါရဲ့ကမ်ပါရီယာခါတမှုဖီယဲသည်ရဲ့သူဘဝအချို့ရက်อืมတင်းနဲ့အနံ့အောင်သွန်ပေါင်းလိုက်တော့ချိုးလွန်းတာလည်းမဟုတ်ဘူးဟုတ်တယ်ခါတတ်တဲ့လန်းလန်းဆန်းဆန်းနဲ့နှွေးရသည့်အတွေ့တကယ်ကိုအဆင့်ကြီးတယ် ဒီလိုလန်းဆန်းတဲ့ဖြိုရည်နဲ့ဆိုတော့လေသူ့ကိုပံ့ပိုးပေးမဲ့အစာပြေလေးလဲလူတာပေါ့ဟုတ်တော့ဗျအပက်ဒီတပ်ဆိုတာအမေးလေးနဲ့တွေ့ရတာကိုဒီလန်းညွန့်ချက်မှာတော့အငန်တလေးနဲ့ထိမ့်ပေးမဲ့ဟယ်လိုမီဒင်ခဲတုံထိုးကိုအကြံပြုထားတယ်ဖီးရဲတီနာအငန်တက်ပါတဲ့တင်ခဲကတော်တော်လိုက်ဖက်တယ်နော် တကယ်ကန်ဒမန်အတွဲဆက်လို့ပြောလို့ရတယ်ဟယ်လိုမီကကြော်လိုက်ရင် အပြင်ကကြော့ပြီးအတွင်းသားကနန်းနေလေးဝါလို့ကောင်းတဲ့အနေအခါဖြစ်သွားတယ်ဟုတ် ူရဲ့အငန်တက်လာ sprit ရဲ့အချိုးအခါကိုကုန်းကုန်းထင်းညိပေးတယ်။လုံနီကလည်းမခက်ဘူးလို့ဆိုထားရယ်နော်။ဟယ်လိုမီဂျင်ခဲအတုံးအစိအထုတ်ထားတဲ့တန်လွင်တီစိန်ငရုတ်တီအချင်သေးသေးလေးတွေ။ဟွန်း။အဲ့ဒါတွေကိုတုံမှစီပြီးထိုးလိုက်။ပြီးတော့ဒဲအိုးတဲ့စီနေနေနေနဲ့ရွှေညိုရောက်တန်းအောင်ကြောက်လိုက်ရုံပဲ။ဟုတ်တယ်။လွတ်လပ်လေးပဲ။တန်းငန်နဲ့ရောက်ရင်ပြာရီနေနေဒါကတော့ထဲ့ချင်းမှထဲ့ပေါ့။ optional ပေါ့อืมဒါမဲ့တံပွေရည်များများဒါကမဖြစ်မနေလို့ဆိုထားတယ်ပြီးတော့ smoothness fifty nancy le fifty ဖြူလိုက်အောင်ပဲဟုတ်ကဲ့ဒီအတွင်းအဆက်ဘာလို့ဒီလောက်ကောင်းလဲဆိုတော့အရသာတွေရဲ့စန့်ကျင်ဘတ်အားပြန်မှုရောက်မယ်ဟုတ် spritzer ချိုးတယ်ခါတယ် halumia ငန်းတယ်အစီဓာတ်ပါတယ်တံပွေရည်ရချင်းတယ်อืมอืมအခုစန့်ကျင်ဘတ်တယ်ဟုတ်တယ်တခုရဲ့အရသာကိုနောက်တစ်ခုကပိုပြီးပေါ်လင်းစေတယ် ခုနကပြောရဲ့ apathy တို့တဘောတရားနဲ့လည်းကင်ကြီးသွားတော့ဖျော်ကြီးတငုံအမီးတကိုက်ဟုတ်ကဲ့အစာစားစင်စီကိုဖြည်းဖြည်းချင်းနိုးဆော်ပေးတယ်လို့ပေါ့အဲ့ဒီတဘောပါပဲရိုးရှင်းမယ်မယ်အရန်ပြေဆုံးတဲ့ခံစားမှုမျိုးပေးတယ်ဒီတော့အနစ်ချုပ်ရရင်ဒီလမ်းညွန်ချက်ကຫນွေရာသီအတွက်တော်တော်ကောင်းတဲ့အတွေ့အဆက်တစ်ခုခုပြထားတာပဲရိုးရှင်းတယ်လက်ဆက်တဲ့ပစ္စည်းတွေတုံးထားတယ်အရာဓာတ်တွေလည်းဟန့်ချက်ညီတာဟုတ်ပါတယ်အဓိကကလွယ်ကူမှုနဲ့လက်ဆက်မှုပဲနော် နေတာတဲ့နေ့တနေ့မှာဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့တနေ့တာကိုနည်းနည်းလေးပို့ပြီးတောက်ပစေခြင်းနဲ့ဘယ်နည်းမျိုးမှာဖြစ်ဖြစ်လုပ်ကြည့်ဖို့တိုက်တွန်းခြင်းပါတယ်ဟုတ်ကဲ့ရိုးရှင်းတဲ့စမ်းသစ်တဲ့ပြီးတော့တကယ်လည်းအရသာရှိမှသိကြတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းနဲ့ဒီမှာတော့ဖယဲသီးသုံးတော်တယ်ပေါ့ဟုတ်ဒါဆိုရင်ဖယဲသီးအပြင်တခြားရာသီပေါ်တစ်တီတွေဥပမာစတိုဘယ်ရီတို့မမွန်တီတို့အဲ့ဒါတွေနဲ့ကောဒီစပရစ်ရဲ့အခြေခံဖော်မြူလာကိုသုံးပြီးကိုပိုင်ဖန်တီးမှုတွေလုပ်ကြည့်လို့မရနိုင်ဘူးလား တာတဲ့စမ်းကြည့်တင်တဲ့အချက်ပဲဟုတ်ကဲ့စပရစ်ဆိုရာကတော်တော်လိုက်လျောညီထွေရှိတော့ကိုပိုင်စမ်းတပ်ဖန်ဒီမွေလို့ဖို့အခွင့်လာနိုင်ရင်ရှိနေတယ်လို့တွေးစရာလေးခြံထားခဲ့ခြင်းပါတယ်